ားဒီနယ်စားကအာရခကြတော်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ဘူးသီးတောင်နယ်မောင်တော်ဒေသတွေမှာအာဟာရပြည့်ဝမှုဆိုင်ရာအခြေအနေတွေလျင်မြန်စွာဆုပ်ယုပ်လာနိုင်တယ်လို့ရွမ်းလူစီးရှိကအစီရင်ခံစာအရသိရပါဗျ။နိုဝင်ဘာလ18ရက်နေ့မနေ့ကရွမ်းလူစီးရှိရဲ့နောက်ဆုံးထုတ်ပြန်လာတဲ့အစီရင်ခံစာအတွင်းကမ္ဘာစားနေရိခါဖူလုံရဲ့အစီရင်ခံစာအရမြန်မာနိုင်ငံဟာစာနေအခါမလုံလောက်မှုအတွက်စိုးရိမ်ပွဲအမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ဆိုပါရယ်။ ဒီအချိန်မှာပဲမြန်မာဘင်္ဂလားဒေ့နယ်စပ်တခြားမြန်မာဗချမ်းမှာအငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အခြေအနေနဲ့ကြုံဆုံနေရတယ်လို့အဲ့ဒီဒေသခံတွေက ပြောပါတယ်။ပူသီးတော်မျိုးနယ်မှာနေထိုင်တဲ့ဒေသခံတအူကတော့စားသားကုန်တွေဟာဝယ်ယူလို့မရတာမျိုးမဟုတ်ပဲဈေးနှုန်းကြီးမြင့်မှုနဲ့အလုပ်အကိုင်ရှာပါပြီးဝင်ငွေကျပ်တဲမှုကြောင့်အငတ်ဘေးဆိုင်ရမယ့်အရေးကြုံနေတာလို့ပြောပါတယ်။စားသောကုန်တွေကဝယ်လို့မရတာမျိုးဈေးကမတရားကြီးဘူး။သူတို့ကလည်းဘာမှဝယ်မှုမရှိဘူးအဲ့လိုမျိုးဆိုတော့သူတို့က ဒီလိုဟိုဘလို့ကလုတ်ရလေးမရှိလို့ကြာမိုက်လည်းလုံးလက်စားဆိုတာအဲ့လိုလုံနိုင်တဲ့လူတော့ဟိုဟင်းရှာငါးချာအဲ့လိုဘောလုံးလုံးလက်စားအဲ့လိုမျိုးတော့လောက်တာလို့ရှိရဒီလိုမျိုးဟိုတခြားဝင်ဝင်မရှိလို့ဆိုတော့ဒီလိုဝင်စားကြရဘူးမရှိဘူးဝင်နေစဉ်းလည်းဈေးကမတရားကြီးရအဲ့လိုဖြစ်နေတယ်မှာ ပြည်ရင်းမှာစစ်ကောင်ရှင်တပ်နဲ့လက်နက်ကိုင်အဖွဲ့မျိုးစုံတို့ကြောင့်နေစဉ်ဖြစ်ပွားနေတဲ့လက်နက်ကြီးပစ်ခတ်မှုတွေလက်နက်ကိုင်တိုက်ပွဲတွေနဲ့နေရာအနှံ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့်အရက်သားထိခိုက်မှုတွေနဲ့ဥယျာဉ်ဆုံးခွာရမှုတွေဟာဆက်ရှိနေသေးပဲလို့ကုလအဖွဲ့ရဲ့အစီရင်ခံစာကဆိုထားပါတယ်။ရခိုင်စစ်ဘေးရှောင်တွေဟာအကူအညီရရှိမှုနဲ့ပါတာအလို့အကန်ရှာပါတာ ုံစင်းလုံးအစမတန်မြင့်တက်နေတာစတာတွေကြောင့်စာဝင့်နေရေးအချက်အတဲများစွာနဲ့ရင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ရင်ဆိုင်ကြုံတွေ့နေရတဲ့အချက်အတဲတွေကြောင့်ထမင်းအသားငါးတွေကိုဝဝလင်လင်မစားသုံးနိုင်တဲ့အပြင် အာဟာရပြည့်ဝတဲ့မုံဘဲတည်ရစာတွေကိုလည်းမကျွေးနိုင်တာကြောင့်ကလေးငယ်တွေဟာ အာဟာရချို့တက်လာတာဖြစ်တယ်လို့စစ်ဆောင်နေစီကနေသိရပါဗျ။ဆန်စပါးလည်းအဆင်မပြေဘူး။လက်လုံလက်စားတွေလေ လယ်သမားတွေလည်းမဟုတ်ဘူး။ကျမတို့စစ်ဆောင်တွေကြတော့ပတ်စံပေးဝယ်ရဖို့အတွက်လည်းမရှိဘူး။တခါတလေစံမရှိပေမဲ့ဟင်းစားရှာမရရင်မဝရည်စားစားရတာမျိုးပေါ့။အာဟာရလည်းဘလို့ပြည့်မလဲ။ငတ်ပေးစိုက်တယ်လို့တော့ပြောလို့ရမယ်ထင်တယ်။ကြက်တဲတဲ့အချိန်နေတော့ရှိရလုံးဝရောမငတ်သေးပါဘူး။ 2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတော်မှာမှပြည်တွင်းနေရဲစွန့်ခွာသူဥယျာဉ်3.6တန်းရှိတယ်လို့ခန့်မှန်းထားပြီးအောက်တိုဘာနဲ့နိုဝင်ဘာလစံပိုင်းတွေကတိုက်ပွဲတွေကြောင့်မိသားစုတွေဟာသူတို့ရဲ့နေအိမ်တွေကိုစွန့်ခဲ့ရပြီးလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပိုများခဲ့တယ်လို့ရွမ်းနိုဆေးရှီကပြောပါတယ်ဖြစ်ပွားနေစဉ်ပြည်ပခရေကြီးရေရှမ်းတာနဲ့ဒီနှစ်2025မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအပါအဝင် အခက်အခဲများစွာရဲ့အကျိုးဆက်တွေကိုမြန်မာနိုင်ငံတဝန်းလုံးကဖြေသူတွေဟာဆင်ခဲ့ရင်ဆိုင်နေရတယ်လို့ UNOCHA မြန်မာကဆိုပါတယ်။